ဒီတစ်ခါနားတဲ့ international break မှာဆိုလို့ရှိရင်မလာလိုလီဗပူးအသင်းကပေါ့နော်ကစားသမားတွေထဲမှာမိခင်နိုင်ငံအသင်းတွေကိုတွားရောက်ပြီးတော့ပူပေါင်းပါဝင်ခဲ့တဲ့ကစားသမားတွေရှိတယ်။အဲ့ထဲမှာမှတချို့ကဆိုလို့ရှိရင်လည်းခြေစွမ်းပြနိုင်တယ်လို့ချို့ကလည်းဒါခြေစွမ်းပြနိုင်တဲ့ကစားသမားတွေတော့ရှိတယ်။လီဗပူးအသင်းကနေပြီးတော့ဒါလယ်ရေးစင်အသင်းတွေမှာတွားရောက်ပူပေါင်းတဲ့ကစားသမားတွေရာဆိုလို့ရှိရင်တော့ဒါစုစုပေါင်းလယ်ရေးစင်အသင်းတွေကောနောက်ပြီးတော့ U21, U20 နောက်ပြီးတော့ U90 ပေါ့နော်စတဲ့အသင်းတွေတော့ကိုတွားရောက်ပူပေါင်းပါဝင်ခဲ့တယ်။အဲ့ထဲမှာဆိုလို့ရှိရင်ဒါ senior အသင်းကနေပြီးတော့ကစားသမားတွေရောလူငယ်အသင်းကကစားသမားတွေရောစုပေါင်း21ရောက်ပေါ့နော်။အဲ့ထဲမှာဆိုလို့ရှိရင် senior ကစား ား senior အသင်းကကစားသမားတွေမှာဆိုလို့ရှိရင်14ယောက်ကဒါဘာဖလားချင်းစစ်ပဲတော့တွားရောက်ပြိုင်ခဲ့တယ်နောက်ပြီးတော့ဒါလူငယ်အသင်းကဆိုလို့ရှိရင်တော့ဒါသူတို့ရဲ့တက်တားလိုက်ပေါ့နော်နေစဉ်အသင်းတွေမှာတွားရောက်ပုံမှန်ပါဝင်ခဲ့တယ်သူတို့စားအနေနဲ့ဆိုလို့ရှိရင်တော့ဒါ Mac Allister တယောက်ပဲသူကပဲဒါ Argentina အသင်းပေါ့နော် Argentina အသင်းနဲ့အတူဒါခြေစမ်းပွဲပေါ့နော်ချစ်ချေခြေစမ်းပွဲကံဖို့တွားရောက်ခဲ့ရတယ်အဲ့တော့မလာအနေနဲ့ဒီဗီဒီယိုလေးထဲမှာပြောချင်တာကဒါလက်ရှိပေါ့နော်မလာတို့ Liverpool အသင်းရဲ့ senior ကစားသမားတွေထဲမှာမှဒါမိခင်နိုင်ငံအသင်းမှာတွားရောက်ပူပေါင်းခဲ့တဲ့စားသမားတွေရဲ့ခြေစမ်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလောက်ပြောချင်ပါတယ် အဲ့ဒီမှာမှာအရင်ဆုံးမှာလာပြောချင်တာကတော့ဒါမလာတို့အသေးပေါ့နော်ညာနောက်ခံလို့ဖြစ်တဲ့ဒါ corner bradley ပေါ့ corner bradley ကဆိုလို့ရှင်မြောက်အိုင်လန်အသင်းနဲ့မြောက်အိုင်လန်ပေါ့နော်သူမိခင်နိုင်ငံအသင်းဖြစ်တယ်မြောက်အိုင်လန်အသင်းနဲ့တွားရောက်ပူးပေါင်းခဲ့တယ်အဲဝန်တာစီကကောင်းတာကဒါ ကော်နာဘရယ်လီကမြောက်အိုင်လန်အသင်းမှာဆိုလို့ရှိရင်ခြေစွမ်းပြကစားနိုင်ခဲ့တာကိုတွေ့ရတယ်။သူ့အနေနဲ့ဒါအော်တိုဝါ၁၀ရက်နေ့ကကစားခဲ့တယ်ပေါ့နော်။ဒါဆလိုဗက်ကီးယားအသင်းရဲ့ပွဲမှာဆိုလို့ရှိရင်တူးစီးနဲ့အနိုင်ရရှိခဲ့ပြီးတော့အဲ့ပွဲမှာလည်းအထူးကိုခြေစွမ်းပြခဲ့တယ်။အဲမလောက်လိုဘဘူးအသင်းအတွက်ဂုဏ်ရကောင်းတာကဒီလူငယ်လေးရဆိုလို့ရှိရင်သူတို့မြောက်အိုင်လန်အသင်းမှာဆိုလို့ရှိရင်အသင်းကောင်းဆောင်ဖြစ်နေတာကတော့အားရစရာကောင်းတယ်။ဒါပေမဲ့အဲ့ဒီခုနကဆလိုဗက်ကီးယားနဲ့ပွဲမှာပဲသူ့အနေနဲ့အဝါကတ်ထိသွားတဲ့အတွက်ကြောင့်မို့လို့အော်တိုဝါ၁၃ရက်နေ့ကကန်ခဲ့တဲ့ပွဲမှာဆိုလို့ရှိရင်ပေါ့နော်။အဲ့ပွဲအဲ့ပွဲမှာတော့ဂျာမနီနဲ့ပွဲကိုတော့သူကလွဲချော်သွားခဲ့ပြီ။ အာမြောက်အိုင်လန်အသင်းအတွက်စိတ်မကောင်းစရာဆိုပေမဲ့မလားလိုပဲအသင်းအတွက်ကတော့အနားရသွားတယ်လို့ပဲမလားတော့သတ်မှတ်ချင်ပါတယ်။နောက်ထပ်ပြောချင်တာကတော့ဒါပြင်သစ်အသင်းပေါ့နော်ပြင်သစ်အသင်းမှာဆိုလို့ရှိရင်တော့တွားရပူပေါင်းခဲ့ရဆိုလို့ရှိရင်ကိုရီလီဗာပူးအသင်းကဆိုလို့ရှိရင်အခီတီကင်းနဲ့ကွန်နာတေးပေါ့။အာကွန်နာတေးကတော့ပြောလို့ရှိရင်သူ့ရဲ့ဒဏ်ရာပြဿနာရှိနေတဲ့အတွက်ကြောင့်မလို့သူ့ရဲ့ကြံ့ခိုင်မှုကမလုံလောက်တဲ့အတွက်ကြောင့်မလို့လိုပဲပူးအသင်းကိုပြန်ပို့ခဲ့တယ်။အာဒါလာမဲ့စနေကြရင်ကမ်မဲမန်ယူနဲ့ပွဲမှာတော့သူ့အနေနဲ့ပါဝင်နိုင်ခြင်းရှိမရှိဆိုတာကတော့စစ်ဆေးရအောင်ပါပေါ့နော်။နောက်တစ်ယောက်ကတော့အခီတီကင်းအခီတီကင်းကဒါအစားပိုင်းကြံကို3စီးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲမှာဆိုလို့ရှိရင်တော့သူ အနေနဲ့ပထမအဆုံးအဖွင့်ကိုအတွက်ကိုဒါကိုဖက်နေမှုပြုလုပ်ပေးခဲ့တယ်။ဒါပေမဲ့နောက်ထပ်ကံမဲ့နောက်ထပ်ပွဲစဉ်တစ်ခုမှဆိုလို့ရှိရင်တော့အသူ့ နေနေပေါ့เนาะဒါပွဲချိန်89မိနစ်မှာမှလူစားလဲခွင့်ရတဲ့အတွက်ကြောင့်မို့လို့အာပြောရလို့ရှင်တော့လုံလုံလောက်လောက်ပေါ့เนาะချိန်ကြောင်းပြနိုင်ခဲ့ခြင်းတော့မရှိဘူးအဲ့တော့ပြောရမယ်ဆိုလို့ရှင်ကိုရီလီဗာပူးအသင်းကပြင်သစ်အသင်းမှာတွားရောက် join ခဲ့တဲ့ကစားသမား2ယောက်စလုံးဟာဆိုလို့ရှင်တော့သူတို့အနေနဲ့ချိန်ဆွမ်းပြခွင့်မရခဲ့နောက်ထပ်အသင်းကတော့ဒါနယ်သာလန်အသင်းမှာပေါ့နယ်သာလန်အသင်းကပြောလို့ရှင်ကိုရီလီဗာပူးအသင်းကကစားသမားတွေအများဆုံးဆေးလွတ်ခဲ့ရတဲ့အသင်းပဲအာနယ်သာလန်အသင်းမှာဆိုလို့ရှင်ဒါဂတ်ပိုရဲ့ဖန်ဒါရဲ့ဂရဗန်ဘက်ရဲ့နောက်တော့ဖရင်ပါရဲ့ပေါ့เนาะဒီလေးယောက်ကိုဆေးလွတ်ခဲ့ရတယ်အဲ့ထဲမှာမှာစိုးရင်စရာရှိတာဆိုလို့ရှင် င်တော့ Graven Bash ပေါ့ Graven Bash ကဒါ Finland ကို 4C နဲ့အနိုင်ရရှိခဲ့တဲ့ပွဲပထမပိုင်းအပြီးမှာပဲပေါ့နော်သူတို့ဒါလူစားလဲခဲ့ရတယ်အာ Netherlands အသင်းနည်းပြ Coleman ကတော့ဒါ Graven Bash ရဲ့ပြတ် Graven Bash ရဲ့ပေါ့နော်ဒဏ်ရာဆိုလို့ရှိရင်ဒါအသေးစားဒဏ်ရာပဲဖြစ်တယ်အာပြီးတော့ဒါသူ့အနေနဲ့ပေါ့နော်အသေးစားဒဏ်ရာလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကြိုတင်ကာကွယ်တဲ့အနေနဲ့ပဲလူစားလဲခဲ့ရလို့တော့ပြောတယ်ပေါ့နော်အဲ့တော့အချိန်တွေကတော့စောင့်ကြည့်ရမှာပါနောက်ပြီးတော့နောက်တစ်ယောက်ကတော့ဒါ Gapo ပေါ့ Gapo ကတော့ဒါ ွဲပေါ့နော်နှစ်ပွဲလုံးကစားခဲ့တဲ့နိုင်ငံကပွဲနှစ်ပွဲစလုံးမှာဆိုလို့ရှိရင်ခြေစမ်းပြခဲ့တာကိုတွေ့ရတယ်သူအနေနဲ့ဒါ၃ဂိုးသွေးယူခဲ့ပြီးတော့ဂိုးဖန်တီးမှုတစ်ချိန်ပြုတ်လုံနိုင်ခဲ့တယ် number fan type ပေါ့ van dyke ကဆိုလို့ရှိရင်ဒါနှစ်ပွဲစလုံးမှာပွဲချိန်ပြည့်ကစားပြီးတော့သူအနေနဲ့တဂိုးသွေးယူနိုင်ခဲ့တယ်နောက်တစ်ယောက်က frame bar ပေါ့နော် frame bar ကတော့ဒါ gapo နဲ့ van dyke တို့လောက်ပေါ့မတောက်ပနိုင်ခဲ့ပေမဲ့သူအနေနဲ့လည်းတိုက်တာတစ်ခုထိတော့ခြေစမ်းပြနိုင်ခဲ့တယ်လို့ထင်တယ်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်လွတ်လိုက်တဲ့ netherland အသင်း ငါပေါ့နော်ကစားသမား၄ယောက်စလုံးပါဆိုလို့ရှိရင်သူတို့မိခင်တင်တဲ့အတူခြေစွမ်းပြနိုင်ခဲ့တယ်လို့မာလာတော့ထင်ပါတယ်။လူပုရဲ့ပြောင်းရွှေ့ခြင်းစံကျင်ရှင်အစ်ဆက်အတွက်ကတော့ဒါဒီ international break ကပေါ့နော်အာပြောရရင်ကံမကောင်းတဲ့ရသက်တစ်ပတ်လို့ပဲပြောရမှာဘာဖြစ်လဲဆိုတော့စီတင်စီရင်အတင်းရဲ့ပေါ့နော်ဒါအင်ကွင်းမှာပဲကစားခဲ့တဲ့နှစ်ပွဲစလုံးမှာဆိုလို့ရှိရင်အစ်ဆက်ပါဝင်တဲ့ ဒါပေမဲ့အဲ့နှစ်ပွဲစလုံးကလည်းဒါရှုံးမွေးနဲ့ကြုံတွေ့ခဲ့ရတယ်။နောက်ပြီးတော့ဒါဆွေတင်အသင်းမှာဆိုလို့ရှိရင်ဒါဈေးအကြီးဆုံးပေါ့နော်။ဈေးကြီးဆုံးတိုက်စစ်အတွဲလို့ပြောရမယ်ဒါ Yocrest နဲ့ Exact တို့ရဲ့အတွဲရာဆိုလို့ရှိရင်နှစ်ပွဲစလုံးမှာဂိုးမသွင်းနိုင်ခဲ့ပဲနဲ့ဒါရှုံးမွေးနဲ့ပေါ့နော်ကြုံတွေ့ခဲ့ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါမီဒီယာတွေရောပရိသတ်တွေရောပေါ့နော်ဒါသူတို့ကိုပြင်းပြင်းထန်ထန်နဲ့ဝေဖန်လှောင်ပြောင်ခဲ့ကြတယ်။ Exact ကိုယ်တိုင်ကတော့ဒါသူ့အနေနဲ့ အဲကြံ့ခိုင်မှုမပြေဝသေးဘူးလို့ပြောပြီးတော့ဒါအသင်းသားတွေကိုလည်းပေါ့နော်သူအနေနဲ့ဒါပြစ်တင်ဝေဖန်မှုတွေပြုလုပ်ခဲ့တယ်။အဲ့တော့မလာအနေနဲ့ကတော့ဒါလီဗာပူးအသင်းကိုစိတ်သက်သာပြီးပြန်ရောက်လာမယ်။ iset အတွက်ကိုတော့တကယ်ပဲစိုးရိမ်မိပါတယ်။နောက်ထပ်အသင်းကတော့ဒါဟန်ဂရီအသင်းပေါ့နော်။ဟန်ဂရီအသင်းမှာဆိုလို့ရှိရင်တော့ကိုရီလီဗာပူးအသင်းကနေပြီးတော့ကစားသမားနှစ်ယောက်တွားရပူးပေါင်းခဲ့တယ်။အဲ့ဒါကတော့ကာကက်စ်နဲ့ sports line ပေါ့ဒါသဖြင့်တော့ sports line ကဒါ Hungary အသင်းမှာဆိုလို့ရှိရင်အကောင်းဆုံးအကောင်းဆုံးပေါ့နော်ကစားပြသွားနိုင်တဲ့အကောင်းဆုံးခြေစွမ်းမျိုးပြသသွားနိုင်ရတဲ့ကစားသမားမျိုးလို့ပြောရမယ်အထူးသဖြင့်ဒါ Armenia ကိုအနိုင်ရရှိတဲ့ပွဲမှာဆိုလို့ရှိရင်လည်းအသင်းကိုဦးဆောင်ပြီးကစားနိုင်ခဲ့တယ်လို့ Portuguese အသင်းနဲ့ပေါ့နော်တူတူနဲ့တည်ကြခဲ့တဲ့ပွဲမှာဆိုလို့ရှိရင်လည်းသူကဘာကြောင့်ပေါ့နော် Hungary အသင်းရဲ့အသင်းကောင်းဆောင်ဖြစ်နေရလဲဆိုတာကိုကောင်းကောင်းကြီးတတ်သိပြသွားနိုင်ခဲ့တယ်အသင်းအတွက်ကိုကိုယ်တိုင်လည်းတကိုးသွင်းရခဲ့တယ်လို့ဂိုးဖက်နီးမှုလည်းတစ်ကြိမ်ပြုလုပ်နိုင်ခဲ့တယ်အဲ့တော့ပြောရလို့ရှိရင်ဒါ Sports line ရဲ့ခြေစွမ်းမျိုးကဘဘူးအသင်းကနေပေါ့နော်လုံးဝကိုပြစ်ပယ်လို့မရတဲ့ခြေစွမ်းမျိုးကိုပြသ နိုင်ခဲ့တယ်။နောက်တစ်ယောက်ဖြစ်တဲ့ Kagas ပေါ့။ Kagas အနေနဲ့ဆိုလို့ရှိရင်လည်းလက်ရှိပေါ့နော်သူကစားနေတဲ့ Liverpool အသင်းမှာမပြရသေးတဲ့ခြေစွမ်းမျိုးတွေကိုဒါမိခင်အသင်းမှာပြတ်သားသွားနိုင်ခဲ့တာကိုတွေ့ရတယ်။မလားတော့ Sports Line အတွက်အထူးရှယ်ပြောနေစရာမလိုပေမဲ့ Kagas အတွက်ဆိုလို့ရှိရင်တော့ Liverpool အသင်းမှာပေါ့နော်ကစားကွက်နဲ့အများဆုံးအံ့ဝင်ကြဖြစ်ပါစေလို့ပဲဆုတောင်းပေးပါတယ်။ Goldman Mama Rashibli Dot ကတော့ဒါစိတ်ပျက်စရာနိုင်ငံတကာပွဲစဉ်တွေပဲလို့ပြောပဲ။ဘာဖြစ်လို့လဲဆိုတော့ဒါနှစ်ပွဲကန်တဲ့နေရာမှာ6ဝှထိပေးလိုက်ရတာဆိုတော့လေ။အမေတခုရှိတာကတော့ဒါ Georgia အသင်းကဒါသူတို့ထက်ပေါ့နော်အင်အားကြီးရဲ့နိုင်ငံအသင်းနေနေပဲရင်းဆိုင်ခဲ့ရတာဆိုတော့မ မရရှိပြီတော့မလားတော့အပြစ်မပြောချင်ပါဘူးနောက်တစ်ယောက်ကတော့ဒါစကော့တလန်အသင်းရဲ့အသင်းကောင်းဆောင်ရောဘတ်ဆန်ပါရောဘတ်ဆန်ကတော့ဒါလီဗာပူးမှာပုံမှန်ပွဲထွက်ခွင့်မရပေမဲ့စကော့တလန်အသင်းအတွက်ကတော့ဒါမရှိမဖြစ်ကစားသမားပါစကော့တလန်အသင်းရဲ့အသင်းကောင်းဆောင်ရောဘတ်ဆန်ဆိုလို့ရှိရင်တော့ဒါသူတို့နိုင်ငံအသင်းမှာဆိုလို့ရှိရင်နှစ်ပွဲစလုံးမှာခြေစွမ်းပြနိုင်ခဲ့တာကိုတွေ့ရတယ်အထူးလည်းအားစရာကောင်းတယ်ကိုရီလီဗာပူးအသင်းအတွက်ဆိုလို့ရှိရင်တော့ဒါကာကတ်စ်နဲ့ရောဘတ်ဆန်ရှိနေတဲ့ဘေဘတ်ချန်ဆိုလို့ရှိရင်တော့တကယ်ကို အားရကျင်းနေဆရာကောင်းနေပါတယ်နောက်တစ်ယောက်ကတော့ကိုရီးယားဈေးကြီးပေးဝယ်ခေါ်ယူထားရတယ်ပေါ့နော်ဒါ Florian Wiss ပါပဲ Florian Wiss ကသူ့ရဲ့ဒါမိခင်နိုင်ငံအသင်းဖြစ်တဲ့ Germany အသင်းမှာနှစ်ပွဲစလုံးမှာပါဝင်ကစားခွင့်ရခဲ့ပေမဲ့ခြေစွမ်းပြနိုင်ခဲ့ခြင်းတော့မရှိပါဘူးနော်ဘာမှလည်းမလုပ်ပြနိုင်ခဲ့ဘူးအဲ့အတွက်ကြောင့်မလို့သူ့နဲ့ပတ်သက်ပြီးတော့ပေါ့နော် Wiverton တွေကတော့ပိုပြီးကြက်ကြက်လောင်ထွက်လာတယ်ဘာဖြစ်လို့လဲဆိုတော့ Liverpool အသင်းမှာလည်းခြေစွမ်းပြနိုင်တယ်လို့ဒါ မိခင်အသေးမှလည်းခြေစွမ်းမပြနိုင်ဘူးပေါ့နော်ခြေစွမ်းပြနိုင်ဆိုပေမဲ့အာမျောမန်းသလောက်ပေါ့နော်လုံးမပြနိုင်တာပေါ့မျောမန်းသလောက်လို့ပြနိုင်ခဲ့တာမတွေ့ရဘူးအဲ့အတွက်ကြောင့်မို့လို့ဒါတချို့လည်းသုံးသက်ပါတယ်ဘယ်လိုမျိုးလဲဆိုတော့ဘဘူးအသင်းမှာခြေစွမ်းမပြနိုင်တဲ့အတွက်ကြောင့်မို့လို့ဒါရိုက်ဒီရိုက်ခတ်မှုကပေါ့နော်မိခင်အသင်းစီဘွားရောက်လာတယ်ဆိုပြီးတော့ပြောတယ်နောက်တစ်ခုရှိတာကဒါ with address ဆိုလို့ရှိရင်ဒါဂျာဂန် clock ကိုတိုင်ကပါဝင်ကပေးရတဲ့အဆင့်ထိရောက်ရှိလာတယ်အာ clock အနေနဲ့ဘာပြောခဲ့လဲဆိုတော့ဒါ with ကနောက်ပိုင်းမှာဆိုလို့ရှိရင်ဒီထက်ပိုပြီးတော့ခြေဆွပြနိုင်တဲ့ကစားသမားကောက်တရားဖြစ်လာမယ်ဆိုပြီးတော့သူကတော့ဟော့ဂိတ်ထုတ်ထားတယ်။အလက်ရှိချိန်ထိတော့ပေါ့နော်လီဗာပူးအသင်းမှာတော့ဘာမှဖြစ်ဖြစ်မြမြတူတူချာချာလုပ်ပြတာမျိုးတော့မရှိသေးဘူး။ဒါပေမဲ့မလာနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ Vis ကိုသာပိုပြီးတော့ပေါ့နော်ဒီထက်ပိုပြီးတော့ခြေဆွပြခြင်းနဲ့ကစားသမားကောက်ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်တော့ဒါ မလာရောလီဗာပူးအသင်းရဲ့ကစားကွက်တို့နီးပြူဟာတို့ဒါတွေကိုအနီစလော့အနေနဲ့တေချာကင်တွဲပြုပြင်ပြောင်းလဲလိုက်မှသာဝက်စ်အနေနဲ့တောက်ပလာလိုက်မယ်လို့ထင်ပါတယ်။ကိုရီးယား Egyptian King ဖြစ်တဲ့ဆာလာကတော့သူ့ရဲ့မိခင်အသင်းပေါ့နော်။ Egypt မှာဆိုလို့ရှိရင်တော့ထုံးစံအတိုင်းပဲခြေစွမ်းပြတယ်။သူ့အနေနဲ့ဒါ၃ဂိုးသွင်းပြီးတော့ဒါ Djibouti ကိုအနိုင်ရရှိခဲ့တဲ့ပွဲမှာဆိုလို့ရှိရင်သူ့အနေနဲ့၂ဂိုးတိတိသွင်းယူပေးနိုင်ခဲ့တာကိုတွေ့ရတယ်။နောက်ပြီးတော့ဆာလာကိုပေါ့နော်။အဲ့ဒီတော့ကြောင့်မို့လို့ပဲဒါ Egypt အသင်းကနေပြီးတော့သူ့ကိုအနားယူခွင့်ပေးလိုက်တယ်ပေါ့နော်။အနားယူခွင့်ပေးရဆိုတာကနောက်တစ်ပွဲမှာပေါ့နော်။သူ့ကိုမသုံးမနဲ့အသင်းစီကို Liverpool အသင်းစီကိုပြန်လွှတ်ခဲ့တယ်။ အဲဒီဘဘူးအတင်းဘက်ကလည်းစာလာကိုဒါသူ့သူ့ဘောနော်ပုံမှန်တိုင်းမဲ့နားအခွင့်ရပေါ့နော်အနားယူတဲ့ရက်ဖြစ်သတ်မှတ်ပေးလိုက်ပြီးတော့သူ့အနေနဲ့သတ်မှတ်ထားတဲ့ရက်ကြမှာဒါအတင်းကိုလာရောက်ပြန်ပြီးတော့ပူပေါင်းမှာဖြစ်တယ်အဲ့အတွက်ကြောင့်မို့လို့မလာနေနေတော့စာလာစီကပေါ့နော်အဲညမတ်မှုတွေကတော့ဒါတင်းကုန်နေကြလို့ရှင်တော့စောင့်ကြည့်ရမယ်လို့ထင်ပါတယ်။ကဲနောက်ဆုံးတစ်ယောက်ကတော့ Mac Alistair ပါ Mac Alistair ကဒါခြေစပွဲမဟုတ်ဘဲနဲ့ခြေစပွဲဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့တတ်တောက်တတ်တာပဲကစားခွင့်ရခဲ့တယ်။ဒါ Finisher ကိုနိုင်တဲ့ပွဲမှာဆိုလို့ရှင်တော့ဒါဒုတိယပိုင်းမှာလူစားဝင်ဝင်ရခဲ့ပြီးတော့ပေါ့နော်နောက်ထပ်ဒါ ွာတိုရီအသင်းကိုဒါစစ်စည်းနဲ့အနိုင်ရရှိခဲ့တဲ့ပွဲမှာဆိုလို့ရှိရင်တော့သူ့အနေနဲ့ခုမှပွဲထွက်ကစားခွင့်ရတဲ့သူတယောက်လိုမျိုးပေါ့နော်လုံးဝကိုခြေစွမ်းပြသနိုင်ခဲ့တာကိုတွေ့ရတယ်နောက်ပြီးတော့ဘလောက်တော့ခြေစွမ်းပြခဲ့လဲဆိုလို့ရှိရင် man of the match ရတဲ့အထိကိုသူ့အနေနဲ့ခြေစွမ်းပြနိုင်ခဲ့ပါတယ်ပြောလို့ရှိရင်မကာတော့မကာပါပဲကေမလာအနေနဲ့နောက်ဆုံးပြောရမယ်ဆိုလို့ရှိရင်တော့ဒီတစ်ခေါက် international break မှာဆိုလို့ရှိရင် Konate နဲ့ Graven Bash တို့က တရားပြဿနာတွေရရှိခဲ့တယ်ပေါ့နော်အဲ့ဒါကတော့ Liverpool အသင်းအတွက်ကိုထိုးနှက်ချက်ဖြစ်တယ်နောက်ပြီးတော့ဒါမလာတို့ Liverpool အသင်းကနေပြီးတော့ဒီနှစ်မှမှာပေါ့နော်ဈေးကြီးပေးပြီးတော့ပြောင်းရွှေ့ခြေတွေစံချိန်တင်ပေးပြီးတော့ခေါ်ယူထားရတဲ့ကစားသမားတွေဖြစ်ခဲ့ဖြစ်တယ်ပေါ့နော် AKTK ရဲ့ Isak ရဲ့နောက်တော့ဒါ Vice ရဲ့ပေါ့နော်ဒီ၃ယောက်နေနေဆိုလို့ရှိရင်တော့သူတို့နေနေကတော့ဒါစိတ်ပြည့်စရာနိုင်ငံတကာပွဲစဉ်တွေဖြစ်ခဲ့တယ် အာမိခင်နိုင်ငံအသင်းနဲ့ဝင်သွားရောက် join ခဲ့ပေမဲ့လည်းဒူးတလေချေစွမ်းပြနိုင်ခဲ့ကျွန်တော်မရှိခဲ့ဘူးမမလာရှိဘူးလီနေနဲ့ဆိုလို့ရှိရင်လည်းသူ့အနေနဲ့ကိုသမားတယောက်ဖြစ်ပြီးတော့ဒါနှစ်ပွဲမှာပေါ့နော်6-9လောက်ပေးလိုက်ရတဲ့အနေထားမျိုးရှိခဲ့ပေမဲ့ပေါ့နော်သူ့အနေနဲ့ဒါမိခင်အသိရဲ့အနေထားကြောင့်ဖြစ်တဲ့အတွက်ကြောင့်မလို့ထူးတလဲတော့ပြောစရာတော့မရှိဘူးဒီလူတွေကလွယ်လို့ရှိရင်ရဘူးအသိကနေပြီးတော့ပေါ့နော်ဒါမိခင်အသိမှာတွားရပူပေါင်းခဲ့တဲ့ကစားသမားပေါ့နော်စီနီယာအသိကစားသမားတွေအကုန်လုံးက ခြေစွမ်းပြပြီးတော့ကစားနိုင်ငံတွေတော့တွေ့ရတယ်နိုင်ငံတကာအသင်းတွေနဲ့အတူအာကိုယ့်ရဲ့မိခင်အသင်းတွေနဲ့အတူပေါ့နော်နိုင်ပွဲတွေအသေးသေးရရှိခဲ့တယ်ပြီးတော့ဒဏ်ရာပြဿနာလည်းကင်းတယ်ကြားခိုင်မှုလည်းရှိတယ် ပြီးတော့အာကောင်းမွန်နေပေါ့နော် positive အနေထားနေပေါ့ကောင်းမွန်နေအနေထားနေ Liverpool အသင်းကိုပြန်လဲရောက်ရှိလာမှာဖြစ်တယ်အဲ့တော့ကြောင့်ပြောလို့ရှိရင်ဒီ international break ပြီးမှဆိုလို့ရှိရင် Liverpool အသင်းနေနဲ့လာမယ့် Sunday ပွဲမှာပေါ့နော် Man U နဲ့ပွဲအတွက်ဆိုလို့ရှိရင်ဘယ်လိုပုံစံမျိုးတွေနဲ့ပွဲထွက်လာမလဲဆိုတာကတော့မလာနေနဲ့စိတ်ဝင်စားတယ်အထူးလဲစောင့်ကြည့်ရမယ်လို့ထင်တယ်ပြီးတော့လာမယ့်ပွဲတော့ကိုလည်းအထူးလဲရည်ခုံနေပါတယ် Capital တော့ဘယ်လိုမြင်မှာလဲ Capital ရဲ့အမြင်လဲကိုမလေးမမတ်မိခဲ့ပါဘူးနော်ကြည့်ရှုအားပေးကြပြည်သက်များအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်